င်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီက2025နှစ်ကုန်ပိုင်းမှာပြုလုပ်ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်အင်အားအပြည့်ရှိရလို့ကြန့်ခိုင်ရေးပါတီရဲ့ဥက္ကဋ္ဌဦးခင်ကြီးကပြောပါတယ်မေလ30ရက်နေ့ကနေပြည်တော်မင်္ဂလာတီဟိုတယ်မှာပြုလုပ်တဲ့ငလင်ဘေးလွန်မြမစီပွားရေးပြန်လည်ကူစားခြင်းနဲ့ပြန်လည်ထူထောင်ရေးသုံးသပ်ဆွေးနွေးပွဲမှာပြောခဲ့တာပါ။ မဲဆန္ဒနဲ့တခုမှ၄ယောက်၅ယောက်အရန်ထားပြီးအဲ့ဒီလူစည်းရင်းကိုဂျားဖွဲ့စည်းတခုနဲ့လူမှုလက်ခံမှုထောက်ခံမှုရှိမရှိဆွေးနွေးပြီးတော့ဆုံးဖြတ်သွားမယ်လို့သိရပါဗျ။စစ်ကောင်စီအနေနဲ့အခုနှစ်ကုံပိုင်းမှာရွေးကောက်ပွဲပြုလုပ်ဖို့စီစဉ်နေပြီးရွေးကောက်ပွဲပြုလုပ်မယ့်ရက်မဲဆန္ဒနဲ့ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွေကိုတော့ထုတ်ပြန်ကြေညာတာမရှိသေးပါဘူးရှင်။ မန္တလေးမှာငလင်တန်းတဲ့တိုက်တလုံးကိုဖြိုချရင်မေလ31ရက်နေ့ညနေပိုင်းမှာပြိုကျသွားတာကြောင့်လူငယ်တယောက်ပြိမိပြီးတေဆုံးတာတယောက်ကတော့ဒဏ်ရာရတယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့နဲ့မိသက်တပ်ဖွဲ့တွေစီကနေသိရပါဗျ။အောင်မေတာဇံမြို့နယ်လမ်း60နဲ့26လမ်းတောင်မှာငလင်တန်းကြောင့်ထိခိုက်ထားတဲ့လေထက်တိုက်ကိုလူအားနဲ့ဖြိုချနေတော့ဖြိုချသွားပြီးအလုသမားတွေပြိမိနေတဲ့တဲ့ရင်ကြောင့်အောင်မေတာဇံမြို့နယ်မိသက်စခန်းဟာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေတွားရောက်ကူညီခဲ့တယ်လို့မိသက်တပ်ဖွဲ့ကပြောပါရယ် တည်ဆုံးသူအသက်18နှစ်အရွယ်ယောက်ျားလေးရဲ့ရုပ်အလောင်းကိုအဖြူရောင်နှင်းစီအတင်ရဲ့လူနာတင်ရင်နဲ့မန္တလေးပြည်သူ့စေယုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါပါရှင်။မိုးရင်းကာလရောက်ရှိနေပြီဖြစ်တာကြောင့်ရခိုင်ပြည်နယ်ရှိစပေးဆောင်စခန်းတွေမှာနေထိုင်ရေးအခက်အခဲတွေနဲ့ကြုံတွေ့နေရပြီးအမိုးကာတွေလည်းအရေးတကြီးလိုအပ်နေကြတယ်လို့စစ်ရှောင်းတွေနဲ့ကုညီပေးနေသူတွေကပြောပါရယ်ကေခိုင်သတင်းပေးပို့ထားတာပါရှင် ရခိုင်မှာစစ်ကောင်စီတပ်နဲ့အရခတက်တော် AA တို့ရဲ့တကြောပြန်တိုက်ပွဲတွေကြောင့်နေရစွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေကြရတဲ့စစ်ပေးရှောင်ဥရဲ့6သိန်းကျော်လောက်ရှိနေတာပါ။ရခိုင်မှာစစ်ပေးရှောင်အများစုဟာတောတောင်တွေထဲမှာတာပေါ်လင်းစားတွေနဲ့ယာယီတေထွတ်နေကြရသလိုတချို့ကလည်းစားသင်းကြောင်ဘုံကြီးကျောင်းတွေမှာနေကြရပြီးလက်ရှိမှာမော်ရင်းကာလာရောက်ရှိနေပြီးဖြစ်တာကြောင့်အမိုးအကတွေအရေးတကြီးလိုအပ်နေတာပါလို့စစ်ရှောင်တွေစီကသိရပါဗျ။ လက်ရှိမှာလေပြင်းတိုက်ခတ်နေပြီးမိုးရေဆက်တိုက်လျော့သွန်းနေတာကြောင့်အမိုးကတွေလုံခြုံမှုမရှိလို့အိတ်ဆက်ဖို့အတွက်နေရာအခက်အခဲတွေအပြင်ချက်ပြုတ်စားတောက်ဖို့နေရာလေအခက်အခဲတွေရှိနေတယ်လို့ပုံနာကျွန်းကစပေးရှောင်းတွေစီကသိရပါတယ်အခုလိုဒီမိုးဆက်တိုက်လျော့နေတယ်ပြီးတော့လျော့တဲ့မိုးကလည်းဟိုလေလည်းအများကြီးတိုက်တယ်ဒီလိုဆိုတော့စပေးရှောင်းတွေမှာကျတော့ဒီအရင်ကတည်းကသူတို့ကဒီအိမ်ဆိုပြီးတော့ခံနိုင်မှာမနဲ့ဆောက်ပြီးတော့နေရတာမဟုတ်ပါဘူးဒီအတိုင်းပဲဟိုတာပေါ်လိုက်တယ် အဲပြီးတော့ခြားဒီတချို့အိမ်တွေဆိုရင်ဂုံလေးအိမ်တွေနဲ့အဲဒီလိုမျိုးပါတီကပ်ပြီးတော့အာနေကြရတာပဲမရှိစင်းသားတွေများတဲ့အခါမှာကြာတော့လုံးဝမလုံနိုင်ဘူးခင်ဗျာဒီတိုင်းပဲမိုးရီထဲမှာဆူဆွပြီးတော့နေနေကြရတဲ့သူတွေလည်းရှိတယ်အာတချို့ဆိုရင်တော့ဒီလုံးချုံတဲ့နေရာတွေပေါ့ဥမာဆာဦးတွေခုံးကြီးကျောင်းတွေကိုဝင်ရင်ပြီးတော့ခိုလုံရတဲ့လူတွေလည်းရှိပါတယ်ခင်ဗျာမိုးတိုင်းတိုက်မဲ့အခြေအနေရှိတဲ့အတွက်ဖက်ဖက်ကဒီဆိုးရိမ်မှုတွေများနေရတယ်ခင်ဗျာ ဒါအပြင်ကြောင်ဖြူမြို့နယ်မှာလည်းတိုက်ပွဲတွေကြောင့်စစ်ရှောင်ဥယေပိုများလာတဲ့အပြင်မိုးရေစက်တိုက်ရွံနေလို့စစ်ရှောင်စခဲတွေမှာစားနေခါနဲ့အမိုးကာတွေအရေးတကြီးလိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်။ပောက်တော့ပုံနာကျွန်း ကြောက်တော်မရာဦးကြောက်ဖြူစားတဲ့မြို့နယ်တွေအပါအဝင်တိမ်နဲ့ချီတဲ့စစ်ဘေးရှောင်ပြည်သူတွေဟာမိုးရွာသည်ရောက်လာတဲ့အချိန်အမိုးကလုံခြုံမှုအောက်မှာမရှိသေးတာကြောင့်အကူအညီတွေအရေးတကြီးလိုအပ်နေတာပါလို့စစ်ဘေးရှောင်ကူညီပေးနေသူတွေကပြောပါတယ်။လက်ရှိမှာသူတို့အတွက်အရေးပေါ်လိုအပ်ချက်တွေကတော့ဒီမိုးရွာသည်ရောက်လာပြီဆိုတော့အမိုးကအောက်ကိုရောက်ဖို့အရေးကြီးပါတယ်။ဒီအမိုးကအောက်ကိုရောက်ဖို့အတွက်ယာယီတဲ့တွေအမိုးကတွေပြီးတော့မိုးရွာသည်မှာဒီရှင်တွေ ရန်ကကာကွယ်ဖို့အတွက်ဒီချင်းတောင်တွေအရေးကြီးလိုအပ်နေပါတယ်ဗျ။စမ်းနရခါရီဆေးဝါးတွေကတော့ကြိုပြီးတော့စူဆောင်းထားတာတော့ရှိပါတယ်ဒါပေမဲ့ဖိုလ်လုံးမတော့မရှိပါဘူးခင်ဗျာရခိုင်မှာတရော့ပြန်တိုက်ပွဲစကတဲ့ကစစ်ကောင်စီကစေဝတ်တည်ယူခွင့်နဲ့လမ်းပန်းဆက်သွယ်ရေးကိုပိတ်ဆို့ဖျက်တောက်ထားတာကြောင့်ဒေတာတွင်ကုန်စည်နှုန်းကျင်းမြင့်တဲ့အပြင်စေဝတ်တွေကိုပါဈေးကြီးပေးဝင်နေရတာပါဒီကနေ့မေလာ30ရက်နေ့စစ်ကောင်စီရဲ့မူစလာကထုတ်ပြန်ထားချက်အရမုံတိုင်းငယ်အရှိန်ကြောင့်မြို့ဝကျွမ်းပေါ် ခိုင်ကဲရိုတဲ့တခြားနဲ့ကန်လွန်ပင်လေးပြင်းတွေမှာမကြာခဏမိုးသက်လေပြင်းတွေကြာရောက်ပြီးလမ်းအလွန်ကြီးမယ်လို့ဆိုထားပါတယ်။မိုးသက်လေပြင်းကြာအောင်စဉ်ရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်40ကနေ45မှအထိတိုက်ခတ်နိုင်ပြီးလမ်းအမြင့်မှာမြို့တော်ကျုံပေါ်ရခိုင်ကဲရိုတဲ့တခြားနဲ့ကန်လွန်ပင်လေးပြင်းတွေမှာ16ပေကနေ16ပေလောက်ရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ပြည်သူတွေရဲ့လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်ဟာအစိုးရဆုံးအခြေအနေမှာရှိနေပြီးစေဝါ၊စာနယ်ဧကရေအပါအဝင်နေရထိုင်ရေးတွေမှာလည်းလိုအပ်ချက်မြင့်မားနေတယ်လို့ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UN ဦးချကထုတ်ပြန်ထားပါတယ်။ကျွန်မကေခိုင်ပါရှင်။ ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ကြီးပါ